အားလုံးပဲမင်္ဂလာပါရှင်ရှင်ငါချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်အော်တိုဘလာ6ရက်နေ့တက်နောက်ဆုံးရမလို့သားကျူတင်ခမန်းချက်များကိုတင်းဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမလို့ဝတာနေဖြင့်တိုင်ဖွန်းမုန်တိုင်းမက်မုန်ဤနောက်ဆုံးရခြေနေများနဲ့မြင့်ရကြီးချင်းတိပေးချက်များကိုပါတင်းဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင်ပထမဆုံးနေဖြင့်တိုင်ဖွန်းမုန်တိုင်းမက်မုန်ဟာခမန်းထားတဲ့အတိုင်းအကောင်လာပြီးလက်ရှိအခြေအနေမှာ CAT2 တိုင်ဖွန်းမုန်တိုင်းအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။မက်ကမိုမုန်တိုင်းဤခံမှန်လန်းကြောင့်မက်ကမိုသည်ဥတီယာအတိုင်းဆက်လက်ရွေ့လျားပြီးဟိုင်နန်ကျွန်းကိုစတင်ဝင်ရောက်ပါမယ်။ထို့နောက်မူလခံမှန်ချဲလန်ကြောင့်တိုင်တရုတ်ဗီယက်နမ်နှင့်ဆက်အနီးသို့ဒုတိယကြိမ်ဂုံတွင်းဖြတ်ကျော်ဝင်ရောက်ခြင်းကိုပြုလုပ်မည်ဟုခံမှန်ရပါတယ်။မြန်မာနိုင်ငံပေါ်တည်ရောက်မှု TSR Tropical Storm Risk ဤခံမှန်ချဲရောက် မြန်မာနိုင်ငံပေါ်မုံတိုင်းချင်းချက်များတည်ရောက်နိုင်မည့်အချိန်လေးဟာတော်တော်လေးနေပါသွားပြီဖြစ်ပါတယ်။ခုနှစ်ရက်တွင်မြန်မာနိုင်ငံမိုးချိန်နေလာမည့်တပတ်ခုနှစ်ရက်တွင်မြန်မာနိုင်ငံတဝန်းရှိပြည်내နဲ့တိုင်းဒေသကြီးအားလုံးမှာမိုးနှင်းငယ်မှမိုးတင်းတက်ဆက်လက်ရွာသွန်းနေအောင်မည်။ထို့ပြင်နေရာကွက်ရီမိုးကြီးခြင်းသို့မဟုတ်မိုးတဲထန်ခြင်းများလည်းရှိနိုင်သေးကြောင်းခံမှန်းရပါတယ်။ ဆက်လက်ပြီးမိုးစလမှနောက်ဆုံးထုတ်ပြန်ထားသောတိုင်ဖွန်းမွန်တိုင်းမက်မှုအခြေအနေများကိုတင်ပြပေးသွားပါမယ်။ခင်းနေမြန်မာစံတော်ချိန်စနေခွဲအချိန်တိုင်းထွားချက်များအရတာတျုပ်ပလဲပြင်းတွင်ဖြစ်ပေါ်နေသောတိုင်ဖွန်းမွန်တိုင်းမက်မှုသည်အနာမြောက်ဘက်သို့ရေလျားလျက်ရှိပြီးတရုတ်နိုင်ငံကြံကြမ်းမြို့၏အရှိတောင်ဘက်ရေမှိုင်း50မိုင်ခန့်အကွာပလဲပြင်းကိုဗဟိုပြူနေပါတယ်။တိုင်ဖွန်းမွန်တိုင်းမက်မှု ET နေရဘူချက်လေးဖျားနဲ့လေတိုင်းတော့ အဆိုပါတိုင်ဖွန်မွန်နိုင်မက်မူသည်မြန်မာစံတော်ချိန်10နိုင်ခွဲအချိန်တွင်ညလယ်တီကျု20.8ဒီဂရီနှင့်အရှေ့လောင်ကြီးကျု113.1ဒီဂရီတွင်ရှိပြီးဗိုလ်ချက်လီပီအား985ဟက်တိုပါစကယ်နှင့်အမြင့်ဆုံးလေတိုင်နှုန်းမှာတနိုင်လျင်85မိုင်နှုန်းခန့်ဖြစ်ပါသည်။နောက်24နာရီအတွင်း ခမန်းချံအဆိုပါတိုင်ဖွန်မွန်နိုင်မက်မူသည်အနာနာမြောက်ဘက်သို့ရွေ့လျားနိုင်ပြီး နောက်6နာရီတွင်တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်ကိုကြမ်းကြမ်းမြို့အနီးမှ ဖြတ်ကျော်နိုင်ပါသည်အဆိုပါတိုင်ဖုန်းမုန်တိုင်းမက်မိုသည်နောက်24နာရီတွင်အာကောင်းသောပူပိုင်းမုန်တိုင်းမက်မိုအဖြစ်သို့အာရော့သွားနိုင်ပြီးကွမ်ရှိပြည်နယ်ကယူနန်ဒေတာများကိုဆက်လက်ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်ဆလပီမူလေဝတာနဲ့ဆလာပီယာညွန်ချမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြေကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။ စစ်တောင်းမြေသည့်တောင်ငူမြို့တွင်ပြဝတ်ထက်ကျော်လွန်နေပြီးနောက်36နှစ်အတွင်းစွင့်ရီမတ်အောက်သို့ပြန်လည်ကျဆင်းနိုင်ပါသည်စစ်တောင်းမြေသည့်မတောင်မြို့တွင်စွင့်ရီမတ်ထက်ပြဝတ်ခန့်ကျော်လွန်နေပြီးနောက်တရက်တွင်နှစ်လက်မခန့်ကျဆင်းလာနိုင်သောစွင့်ရီမတ်ထက်ဆက်လက်တည်ရှိနိုင်ပါသည်ထို့ဖြစ်ပါ၍တောင်ငူမြို့နယ်အတွင်းရှိမြေကန်နေနှင့်မြေနေပိုင်းနေထိုင်သူများနေဖြင့် သတိပြုနေထိုင်နိုင်ပါရန်နှင့်မတောင်မြို့နယ်အတွင်းရှိမြေကန်နေနှင့်မြေနေပိုင်းနေထိုင်သူများနေဖြင့် ရေပေးလို့ရနေရာများသို့ရှောင်ရှားနိုင်ပါယံတတိပေးနှိုးစော်အပ်ပါတယ်။ယနေ့9ရက်စလ2025ရက်နေ့နနက်6နိုင်ခွဲအချိန်တိုင်းတာချက်မြည်အချိန်နေတင်ပြပေးလိုက်ပါတယ်။မြကြီးနာမြည်တောလမ်းမခန့်ထက်ကြောင့်နေ့ကညနေမှ12နိုင်တွင်မြကြီးနာမျိုးဤမနေ့ကမြင်ဆုံပူချိန်37.3ဒသမ3ဒီဂရီစင်တီဂရိတ်ယနေ့နေဆုံပူချိန်16ဒသမ1ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။ မြေကြီးနားမြေသည်ဆွင့်ရင်မဲ့ထာနီယာစင်တီမီတာသို့ရရှိရန်940စင်တီမီတာ23မိခန့်အလိုရင်းရရှိနေပါတယ်။မြေကြီးအတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်။သူကဲမြေကြီးနိုင်တဲ့အချိန်နဲ့မတွေ့ရှိသေးပါရှင်။အယောက်ဒီမြေအထက်ပိုင်းမှာမိုးအားတင်းတဲ့ရှိနေပါတယ်။ရံဖန်ရံခအယောက်ဒီမြေဆောင်ထက်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်စွာရသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကြားစင်နေရာမှပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေပါဦးမယ်။ စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြပိုင်းစွန်းဒေသများနဲ့အေအိုဒီမြစ်အထက်ပိုင်းမိခမြင်းနဲ့မိခမြဝန်ဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။အေအိုဒီမြစ်ကိုတခြားနဲ့ချင်းနှင်းမြစ်ကိုတခြားမြကန်နီမြင်းနေဒေသများနဲ့မြင်းလူစုများတွင်စိုက်ပျိုးလောက်ကန်နီထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေအိုဒီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်မယ့်အတွက်တင်ပြပေးလိုက်ပါတယ်။ ၊ချင်းရင်းမြေကြီးချင်းနဲ့ခန်းတီးမြေကြီးပေဝါခန့်ထက်ကြားမိခညနေမှ12နာရီတွင် မုံရမြေကြီးတလမခန့်ထက်ကြားမိခညနေမှ12နာရီတွင်ချင်းရင်းမြေအထက်ပိုင်းမှာလက်တလော်တွင်မိုးအားနှင်းငယ်ရှိနေပါသည်ချင်းရင်းမြေအတဲကြပုံမှန်ဒီထားခန့်မှာရှိနေပါမည်ထူကဲမြေကြီးနိုင်တဲ့ချင်းနဲ့မတွေ့ရှိသေးပါရှင်ကန်ဒီဟောမလင်းဖောင်ပြင်းမော်လိုက်မုံရမျိုးရမြေအများပြပြချင်းဆက်လက်ကြဆင်းနေပါမယ် ကလေးဝမြေကြီးအနေငယ်ထပ်တန်းနိုင်ပြီးယနေ့ညနေပိုင်းတွင် ပြည်လဲကြဆင်းလာနိုင်ပါသည်။မင်းကင်းမြေကြီးအနေငယ်သာထပ်ကြနိုင်ပြီးယနေ့ညနေပိုင်းတွင်ပြည်လဲမြင့်တက်လာနိုင်ပါသည်။ကဏီမြို့မြေကြီးအနေငယ်သာထပ်ကြနိုင်ပြီးမနက်ဖြန်နံနက်ပိုင်းတွင်ပြည်လဲမြင့်တက်လာနိုင်ပါသည်။အီယော်တီမြေကြီးအချိန်နှင့်ဗမောမြေကြီးပြပြချင်းဆက်လက်ကြဆင်းနေပါမည်။ရွှေကူမြို့မြေကြီးပြပြချင်းဆက်လက်ကြဆင်းနေပါမည်။ကတာမြို့မြေကြီး အတက်ကြမရှိရတန်နေပြီယနေ့နေ့လယ်ပိုင်းတွင်ပြလဲကြဆင်းနိုင်ပါတယ်ထီချိုက်မြည်ရင်ပြပြချင်းဆက်တန်နေပါအောင်မေမနက်ဖက်နနက်ပိုင်းနေ့နေ့လယ်ပိုင်းတို့တွင်ပြလဲကြဆင်းနိုင်ပါတယ်တပိတ်ချင်းမြည်ရင်ပြပြချင်းဆက်တန်နေပါအောင်မေယနေ့ညပိုင်းနေ့မနက်ဖက်နနက်ပိုင်းတို့တွင်မြကြီးနာမြည်ရောက်ရှိလာနိုင်ပြီညည်ရီတချိန်ထိုးအတန်းမြင်လာနိုင်ပါတယ်မန္တလေးစကိုင်းမြင်းမှုပခောက်ကူနဲ့ညအူမျိုးရုံမြေးများဖြည်းဖြည်းချင်းဆက်တန်နေပါအောင်မယ်။ ကျောင်းမြို့မြင့်ရင်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မနက်ဖြန်နံနက်ပိုင်းတွင် ပြည်လဲမြင့်တက်လာနိုင်ပါသည်။မင်ဘူးမကွေအောင်လန်းပြည်စိတ်သာဟင်္ဒရာနှင့်စလုံးမျိုးမြင့်များပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ဧရာဝတီမြင့်ရင်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရဲ့ရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအချိန်နှင့်ပြုလို့ရှိမလဲ။ ်ပင်ငါပလင်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေသေးစိတ်ကိုကြည်လိုက်ကြရအောင်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်ရပင်ငါပလင်အော်ချိန်နေကပလီပလဲပြင်းနေပင်ငါပလင်အော်တို့ရင်မောက်တော်လေးအားနေငယ်မှာအာတင်းတင်းရှိနေပါတယ်ထူခြားသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်12:00နာရီခွဲအချိန်တိုင်းထွားချက်များရတောင်တူပလဲပြင်းတွင်ဖြစ်ပေါ်နေသောတိုင်ဖွန်းမွန်9မက်မိုသည် အနောက်မြောက်ဘက်သို့ရွေလျားလျက်ရှိပြီးတရုတ်နိုင်ငံကြံကြမ်းမြို့၏အရှေ့တောင်ဘက်ရေမိုင်30မိုင်ခန့်အကွာပလဲပြင်ကိုဗဟိုပြနေပါသည်။အဆိုပါတိုင်ဖုန်းမွန်နိုင်ဘက်မှသည်အနောက်အနောက်မြောက်ဘက်သို့ရွေလျားနိုင်ပြီးနောက်3နာရီတွင်တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်ကိုကြံကြမ်းမြို့နီးမှဖျက်ချောနိုင်ပါသည်။အဆိုပါတိုင်ဖုန်းမွန်နိုင်မက်မွန်သည်နောက်24နှစ်တွင်အားကောင်းသောအပူပိုင်းမွန်နိုင်မက်မွန်အဖြစ်သို့အာရုံသွားနိုင်ပြီးကွမ်ရှိပြည်နယ်ကင်ရန်ဒေသများကိုဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည် နက်ဖန် NLT ကမန်ချန်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း KRP နဲ့ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရဲ့နေရာကွက်ကြောင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့ရဲ့နေရာကျဲကျဲရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအော်တီတိုင်းဒေသကြီး ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့ရဲ့နေရာစိစိနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့ရဲ့နေရာနံပြမှုထစ်ချုံရွာမြို့ ရွာရံရံုံပြည့်ဖြစ်ပါတယ်။နေပြီးတော့နေရာကွက်ကြားမူထစ်ချုံရမြီရန်ကုန်ကပ္ပအေးနေရာကွက်ကြားမူထစ်ချုံရမြီမန္တလေးနေရာကွက်ကြားမူထစ်ချုံရမြီပဲခူးနေရာကွက်ကြားမူထစ်ချုံရမြီမကွေးနေရာကွက်ကြားမူထစ်ချုံရနိုင်ပါတယ်။ဟုံမလင်းနေရာကွက်ကြားမူထစ်ချုံရမြီမုံရနေရာကွက်ကြားမူထစ်ချုံရနိုင်ပါတယ်။ပသိမ်နေရာကွက်ကြားမူထစ်ချုံရမြီတဝဲနေရာကွက်ကြားမူထစ်ချုံရမြီ ြေကြီးနာနေရာွက်ကြားမုထေချုံရမည်လိုက်ကောနေရာွက်ကြားမုထေချုံရမည်ဖအန်းနေရာွက်ကြားမုထေချုံရမည်ဟာခာနေရာွက်ကြားမုထေချုံရမည်မော်လမြိုင်နေရာွက်ကြားမုထေချုံရမည်စစ်တွေနေရာွက်ကြားမုထေချုံရမည်လာရှိုးနေရာွက်ကြားမုထေချုံရမည်တောင်ကြီးနေရာွက်ကြားမုထေချုံရမည်ကျိုင်းတုံနေရာွက်ကြားမုထေချုံရမည် မိုးတိမ်နာဖြစ်ပေါ်မူချိန်တွင်စကိုင်းတိုင်းဒေသကြီးရဲ့ထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီး KNP နယ်နှင့်ချင်းပြည်နယ်တို့တွင်မိုးတိမ်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရာနေရာတခြားတွင်မိုးရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပြစ်ခြင်းတရစီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစသည့်မိုးလေတာဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါသည်နောက်နေ့ရက်ခမန်းချက်ရှမ်းပြည်နယ်တွင် မိုးပူလာနိုင်ပါတယ်။နေပြည်တော်နဲ့နေတဝိုင်းအတွက်မနက်ဖြန်နံနက်ထိခမ်းမန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမြီရွာရဲရောင်နှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့နေတဝိုင်းအတွက်မနက်ဖြန်နံနက်ထိခမ်းမန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမြီရွာရဲရောင်နှုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နဲ့နေတဝိုင်းအတွက်မနက်ဖြန်နံနက်ထိခမ်းမန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမြီရွာရဲ80ရာခိုင်နှုန်းဖြစ်ပါတယ်။ နောက်ဆုံးအနေဖြင့်ပြည်ပင်ခီးသွားများအတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။မြမပြည်ပင်လှိုင်းတင်တင်ရှိမည်။လှိုင်းမြင်မှာမြမကဲရန်တရှောင်းနဲ့ကဲလွန့်ပြည်ပင်တို့တွင်6ပေမှ10ပေခန့်ရှိနိုင်ပါသည်။ရန်ကုန်မှတရင်းတိုင်းကဲရန်တရှောင်းပြည်ပင်ခီးရအတွက်မိုးလေဝသခန့်မှန်းချက်ရင်းနေမွန်တဲမှာနောက်24နာရီအတွင်းခန့်မှန်းချက်မိုးလေဝသအချိန်နေနေရာနဲ့ပြမှုထေချုံရမည်။အမြင်တာလေးမိုင်မူရာစင်တမိုင်ခန့် ရေပြင်းလေအနောက်သမောနာတောင်တနအိပင်လယ်မိုင်35မိုင်တခါတရ25မိုင်လိုင်းချိန်နေလိုင်းတဲတဲရှိမြည်လိုင်းမြင့်6ပေမှ10ပေခန့်ရန်ကုန်မှရခိုင်ကင်ရန်တရှောက်ပင်လယ်ပြင်ခီရဲ့အတွက်မလို့သားခမန်းချက်ယနေ့မွန်တဲမှာနောက်24နာရီတွင်ခမန်းချက်မလို့သားချိန်နေနေရာကျဲကျဲမိုးထစ်ချုံရမြည်အမြင့်ဒါလီမိုင်မိုးရစင်တမိုင်ခန့်ရေပြင်းလင်းတောင်သမောနာတောင် တနားပင်လယ်မိုင်း35မိုင်းတခါတရ25မိုင်းလှိုင်းချီနေလှိုင်းတင်တဲ့ရှိမြီလှိုင်းမြင့်6ပြီမှ10ပြီခန့်လို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှဖျားရှင်လန်းကျမ်းမာကြပါစေလို့ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်